အားလုံးပဲမင်္ဂလာပါဗျဇက်အနီ library မှာကြိုဆိုလိုက်ပါရယ်ကျွန်တော် channel အနေနဲ့နိုင်ငံကသတင်းတွေကိုအဓိကထားပြန်လည်မျှဝေပေးနေတာဖြစ်ပါတယ်ကျွန်တော်လိုပဲနိုင်ငံကသတင်းကိုစိတ်ဝင်စားသူတွေသတင်းကိုအခိုင်အမာတိဆောက်လူတွေသတင်းကိုအချိန်ပေးပြီးတနည်းအားဖြင့်မဖတ်ရှုနိုင်သူတွေအတွက်ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံကသတင်းတွေကိုပြန်လည်မျှဝေပေးနေတဲ့အစီအစဉ်ဖြစ်ပါတယ်အဲ့ဒီထက်မှဒီအစီအစဉ်ကတော့ Israel နဲ့သူ့ရဲ့ပတ်လည်ဒေတာတဝိုက်ကစိတ်ဝင်စားစရာ တည်င်းနေစစ်ပွဲဆိုင်ရာမှတ်စုတွေကိုပြန်လည်မျှဝေပေးနေတဲ့အစီအစဉ်ဖြစ်ပါတယ်ဗျ။ Israel, Hezbollah, Hamas, Houthi ပြည်ပကဆိုင်ရာစိတ်ဝင်စားဖွယ်ရာမှတ်တမ်းများစုစည်းမှုအပိုင်89ဖြစ်ပါတယ်။ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာဒီမှာက American သမ္မတကပြန်လည်လွတ်မြောက်လာတဲ့ Israel တစားကန်နေနဲ့တွေ့ဆုံတဲ့အကြောင်းအရာပြီးရင် American သမ္မတက Hamas ထံကိုယာစတန်ထုတ်ပြန်တဲ့အခြေအနေ ိုက်နောက်မှာတော့အမေရိကန်ကအစ္စရေးနိုင်ငံအတွက်ဒေါ်လာဘီလီယံနဲ့ချီပြီးစည်ရေးကူညီတွေအမြန်ပေးရဖို့အတီးပြုချက်ထွက်ပေါ်လာတဲ့တဲ့င်းပြီးရင်တော့ထရမ့်အစိုးရဖွဲ့ဟာဟာမတ်စ်တို့နဲ့ဓာတ်ရိုက်ဆွေးနွေးမှုတွေပြုလုပ်နေတယ်ဆိုတဲ့စိတ်ဝင်စားဖွယ်ရတဲ့င်းပြီးရင်နောက်မှာတော့ AI နီးပညာသုံးဖန်တီးထားတဲ့ Trend ရဲ့ဂါဇာကမ်းခြေအပန်းဖြေစခန်းရုပ်တံထုတ်လွှင့်မှုပေါ်ဟာမတ်စ်တို့ရှုတ်ချလာတဲ့အခြေအနေအဲ့နောက်မှာအစ္စရေးကအမေရိကန်ရဲ့အဆိုပြုချက်အစ်စ်ကိုလက်မခံမချင်းဂါဇာအတွက်အကူအညီအားလုံးကိုပိတ်ဆို့ထားမယ်ဆိုတဲ့တဲ့င်း ပြီးရင်တော့အစ္စရေးစစ်တပ်ကနောက်ဖက်ကမ်းခြေဒေသကနေရာချို့မှာ2026ထဲအထိတပ်ဆွဲထားမယ်လို့ဆိုလာတဲ့သတင်းအဲဒီနောက်မှာဂါဇာအီဂျစ်နယ်စပ်မှာရှိတဲ့ဖီလာဒယ်ဖီဇုံကနေတပ်ဆုတ်မှာမဟုတ်ဘူးလို့အစ္စရေးဘက်ကပြောကြားလာတဲ့အခြေအနေနဲ့နောက်ဆုံးမှာတော့အစ္စရေးလက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲတစ်ကရေမှတ်ချက်မပြီးမြောက်သေးကြောင်းပြောကြားပြီးနောက်ဖက်ကမ်းမှာလည်းထိုးစစ်တွေတိုးချဲ့လာတဲ့အခြေအနေတွေကိုစူးစိမျှဝေပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်ဒီလိုမျှော်ရတဲ့နေရာမှာနိုင်ငံဘာသာလူမျိုးဖွဲ့စည်းခြားတဲ့ဥတီရွယ်ချက်မျိုးမရှိဘဲနဲ့ကျွန်တော်တို့ဖတ်မိသိရှိတဲ့သတင်းတွေကိုပြန်လည်မျှော်ဝေပေးခြင်းသာဖြစ်ပါတယ်ဗျပထမဆုံးအနေနဲ့ကတော့အမေရိကန်သမ္မတကပြန်လည်လွတ်မြောက်လာတဲ့ S-ray ဒစာကန်နေနဲ့တွေ့ဆုံခဲ့တဲ့သတင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဘေးဘုံယုံကန်းမှာ S-ray ဒစာကန်အဖွဲ့နဲ့တွေ့ဆုံမှုနဲ့ပတ်သက်လို့အင်မီရောကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်အဲ့ထုတ်ပြန်မှုမှာ ဒီနေ့သမရထရမ်ဟာဂါဇာကလွတ်မြောက်လာတဲ့တရားခဏနဲ့တွေ့ဆုံမှုအချိန်ပေးခဲ့ပါတယ်။သမရကြီးကသူ့ရဲ့ခြေကွဲပွဲရာဇလန်းတွေကိုစစ်စစ်ဆက်ဆက်နားထောင်ခဲ့ပါတယ်။တရားခဏတွေကတရားခဏအားလုံးအိမ်ကိုပြန်ဖို့အတွက်ကြိုးပမ်းအားထုတ်မှုအတွက်သမရထရမ်ကိုကျေးဇူးတင်ကြောင်းပြောဆိုခဲ့တယ်လို့အိမ်ပြည်တော်က Caroline Leviger ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အစည်းအဝေးမှာပါဝင်ခဲ့တဲ့တရားခဏတွေကတော့ Laya Horon, Laya Hon, Omar Shamdorf Amli Shorabi, Kate Siegel, Aviva Siegel, Nama Lavi, Toman Steinbraga နဲ့ Nua Agromani တို့၈ယောက်ဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနေရာမှာ Nama Lavi က trend ကိုပြောကြတဲ့နေရာမှာသူတို့အဲ့ဒီမှာရှိနေတုန်းကမင်းဟာမင်းဟာဆိုတာကအမေရိကန်သမ္မတကိုညှဉ်းညွှန်းတယ်လို့ယူဆပါတယ်။မင်းဟာငါတို့ရဲ့မျှော်လင့်ချက်ပဲအခုတော့မင်းဟာသူတို့ရဲ့မျှော်လင့်ချက်ပဲလို့အဲ့ဒီထက်က နာမလာဗီကထရန်ကိုပြောပြခဲ့ပါတယ်အလုပ်ပြီးအောင်လုပ်ဖို့လိုအပ်တဲ့အားလိုအပ်တာတွေအားလုံးကိုအစ်စရီကိုပို့ပေးနေပါတယ်ငါပြောသလိုမင်းမလုပ်ရင်ဟာမတ်အဖွဲ့ဝင်တယောက်မှလုံခြုံမှာမဟုတ်ဘူးဆိုပြီးတော့ဗိုလ်တူကြီးနဲ့3ပေးချက်မှာထရန်ကဟာမတ်တီအပေါ်ကိုထည့်သွင်း3ပေးခဲ့ပါတယ်ဂါဇာမှာရပ်သားများတည်ဆုံမှုဖြစ်မှာစိုးရိမ်တာကြောင့်မလို့ဆိုပြီးတော့ဘိုင်ဒန်အစိုးရကတင်စီထားတဲ့ပေါင်2000လေးချိန်ရှိတဲ့ဘုံတွေကိုတင်ပြန်လည်တင်ပို့မှုအပါအဝင်ထရန့်ကအစ်စရီကိုစစ်လက်နက်ပစ္စည်းဒေါ်လာ17ဘီလီယံကျော်အထိ ိုးမြင့်ရောင်းချဖို့သဘောတူထားပါတယ်။ဒါဟာနောက်ဆုံးသတိပေးချက်ပဲ။အခုအချိန်မှာအခွင့်အရေးရှိတော့ဂါဇာကနေထွက်ခွာမယ့်အချိန်ပဲလို့ထရန့်ကပြောကြားထားပါတယ်။အခုကတော့တစ်ဆက်တည်းမှာပဲအမေရိကန်သမ္မတကဟာမတ်စ်ထံကိုယာစသန်ထုတ်ပြန်တဲ့သတင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဟာမတ်စ်အဖွဲ့ထံကိုယာစသန်အစ်စ်ထုတ်ပြန်ပြီးတော့ကြံရှိနေတဲ့ဒဇာကန်အားလုံးချက်ချင်းလွှတ်ပေးဖို့ဆိုပြီးတောင်းဆိုလာပါတယ်။ရှော်လမ်ဟာမတ်စ်ဆိုပြီးတော့ ဟယ်လိုနဲ့ပိုင်ပိုင်တင်ကြက်ရရွေးချယ်နိုင်ပါတယ်ဆိုတဲ့အရေးအသားကို Trend က Threat Social Media မှာရေးသားခဲ့ပါတယ်။ဒီဇာကန်တွေအားလုံးကိုအခုပဲလွှတ်ပေးဖို့သူတို့ကြောင့်တည်ဆုံးခဲ့ရတဲ့လူတွေအလောင်းတွေကိုချက်ချင်းပြန်ပေးဖို့အဲ့လိုမှမဟုတ်လို့ရှိရင်တော့အားလုံးပြီးဆုံးသွားလိမ့်မယ်ဆိုတဲ့အသုံးအနှုန်းမျိုးရေးသားခဲ့ပါတယ်။ဒီဇာကန်၈ဦးကိုပဲပုံရုံးကမှတွေ့ဆုံပြီးဟာမနက်အစ္စရေးတို့အကြအပြစ်ကရစေးပထမအဆင့်ပြီးဆုံးပြီးတဲ့နောက်မှာအခုဒီ post ကိုတင်လာခဲ့တာဖြစ်ပါတယ် နောက်ထပ်အကြောင်းအရာတစ်ခုကအမေရိကန်ကအစ္စရေးနိုင်ငံအတွက်ဒေါ်လာဘီလီယံနဲ့ချီတဲ့စီးရေးကူညီတွေအမြန်ပေးရဖို့အတည်ပြုတဲ့သတင်းပါ။အမေရိကန်နိုင်ငံရဲ့ဝန်ကြီးမာကိုရူဘီယိုကအစ္စရေးနိုင်ငံအတွက်ဒေါ်လာတန်၄တောင်မှုစီးရေးကူညီတွေကိုအမေရိကန်ကအမြန်ပေးရမယ့်အစီအစဉ်ကိုလက်မှတ်ရေးထိုးအတည်ပြုလိုက်ပြီလို့ပြောကြားလာပါတယ်။ရူဘီယိုကမလာတရနေ့ကပြောကြားရမှာဂါဇာဒေသမှာဟာမတ်စ်အဖွဲ့နဲ့ဖြစ်ခဲ့ရစေးတိုင်းဆောင်မခံနိုင်ဖြစ်နေတဲ့အချိန်မှာပဲအရှေ့လေပိုင်းဒေသကအမေရိကန်ရဲ့အထက်ကမဟာမိတ်ဖြစ်တဲ့အစ္စရေးကို ဆလနက်ဒီအမြန်ပေးပို့နိုင်ဖို့အရေးပေါ်လုပ်ပိုင်ခွင့်အာဏာသုံးခဲ့တာလို့ဆိုပါတယ်။ American သမ္မတဒေါ်နယ်ထရန့်အစိုးရတက်လာပြီးတဲ့နောက်ပိုင်း Israel ကိုဆလနက်ပစ္စည်းဒေါ်လာ7ဘီလီယံနီးပါးရောင်းချဖို့အတည်ပြုထားပါတယ်။လုံခြုံရေးချိန်းချောက်မှုတွေကိုတံပြန်မှုအပါအဝင် Israel ကိုအကောက်အွယ်ပေးဖို့ American ရဲ့ရေရှည်တန်တိတ်ထံကိုအကောင့်တွေပေါ်တဲ့အနေနဲ့တနင်္လာဆက်လက်ပံ့ပိုးသွားမှာဖြစ်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။အခုဒီသတင်းကတော့အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့သတင်းဖြစ်ပါတယ်။ အဲရှေ့မှာအစင်လာမရှိခဲ့ဘူးတဲ့သတင်းမျိုးလည်းဖြစ်တယ်လို့ပြောမှာပါ။တိုးတော်လည်းအမေရိကန်အစိုးရတက်ခဲ့အစင်လာမဟုတ်တဲ့လုံဆောင်ပုံချင်းကပ်ပုံဖြည့်ရှင်းပုံထိတွေ့ပြောဆိုဆက်ဆံပုံတွေကိုပြန်ကြည့်ရင်တော့လည်းအာတိတ်ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလို့ပြောရမလို့တော့ဖြစ်ပါတယ်။အဲ့ဒါကထရန့်အစိုးရအဖွဲ့ကဟာမတ်စတိုးနဲ့ဒိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်နေတယ်ဆိုပြီးသတင်းထွက်ပေါ်လာတာပါ။ ဂါဇာမှာထိမ့်သိမ်းထားတဲ့အမေရိကန်တစားခံတွေလွှတ်ပေးရင်းနဲ့စစ်ပွဲအဆုံးသတ်ဖို့ပုံမူကျပြည့်တဲ့သဘောတူညီချက်တွေဖြစ်နိုင်ခြေရှိလာဖို့အတွက်ကိုထရန့်ဆိုရဖွဲ့ကဟာမတ်စတိုနဲ့တည်းရဲ့ဆွေးနွေးမှုတွေပြုလုပ်နေတယ်ဆိုပြီးတော့အောက်ဆီယက်သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။အမေရိကန်ဟာ1999မှာအကြမ်းဖက်အဖွဲ့အဖြစ်သူတို့သတ်မှတ်ခဲ့တဲ့ဟာမတ်စ်နဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံမှုမရှိခဲ့ပေမဲ့အခုအမေရိကန်သမ္မတကိုစလေအက်ဗဒန်ဘိုလာကတစားခံကိစ္စအတွက်ကျင်းပတဲ့ဆွေးနွေးပွဲဟာတကယ့်ကိုထူးခြားတဲ့သတင်းတရဖြစ်ပါတယ်။ ဘောလာနဲ့ဟာမတ်စ်အရာရှိတွေကြာမကြာသေးမီရက်သက်တပတ်အတွင်းကဒိုဟာမှာတွေ့ဆုံမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တာပါ။ကြန့်ရှိနေတဲ့တစားကန်အားလုံးကိုလွှတ်ပေးဖို့နဲ့ရေရှည်ပြည့်ခဲ့ရစေးရေးကိုရောက်ရှိဖို့ပုံပြီးကျေပြန့်တဲ့သဘောတူညီချက်တွေလည်းထည့်သွင်းဆွေးနွေးခဲ့တယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။ဒါပေမဲ့လည်းသဘောတူညီမှုတော့မရသေးဘူးလို့တစ်ဆက်တည်းပြောပါတယ်။ဘောလာဆွေးနွေးမှုတွေမှာအမေရိကန်တစားကန်တွေပြန်လွှတ်ပေးရေးကလည်းအဓိကအချက်တစ်ခုပြပါဝင်နေခဲ့တယ်လို့သိရပါတယ်။အင်ပီရိုတန်တမန်စတီး Wits of Girl ကတာဝန်ကြီးချုပ်နဲ့ပြစ်ခတ်ရစေးဆွေးနွေးဖို့အခုတရင်ဘက်အတွင်းဒိုဟာကိုတွားရောက်ဖို့စီစဉ်ထားပြီမဲ့လေဟာမတ်စ်ဘက်ကတူတက်မှုမရှိတာကြောင့်မလို့အင်္ဂါနေ့ညမှာခီးစဉ်ကိုဖျက်သိမ်းခဲ့တယ်လို့အမေရိကန်ရရှိသူကပြောခဲ့ကြောင်းသိရပါတယ်။ဂါဇာမှာဟာမတ်စ်ကတစားကန်59ကိုဖမ်းဆီးထားခြင်းဖြစ်ပါတယ်။အစ္စရေးကောင်ကြီးတပ်ဖွဲ့ကတော့အဲ့ဒီနဲ့35ဦးတေဆုံးကြောင်းအတည်ပြုထားပြီးတော့တစားကန်22ဦးအသက်ရှင်နေသေးတယ်လို့အစ္စရေးထောက်လိုင်းကယုံကြည်နေပြီးအခြားနှုတ်ရချင်းတွေကမသိရသေးဘူးလို့ဆိုပါတယ်။ အဲဂျန်ရှိနေတဲ့ဒဇာဂန်ကြီးထဲမှာအသက်ရှင်လျက်ရှိရဲ့လို့ယူဆရတဲ့အသက်22နှစ်အရွယ်အီဒန်အလက်ဇန်ဒါအပါဝင်အမေရိကန်၅ဦးပါဝင်နေတယ်လို့သိရပါတယ်။ခါစားကမ်းမြောင်ဒေသသဘောတူညီချက်ရဲ့ပထမအဆင့်တစိတ်တပိုင်းဖြစ်တဲ့42ရက်ကြာအပြစ်ခတ်ရက်စဲရေးကစနေနေ့ကတက်တန်းတိုးဖို့သဘောတူညီမှုမရရှိပဲကုံဆုံးသွားခဲ့ပြီဖြစ်ပါတယ်။တပ်ဖွဲ့တွေပြန်လည်စတင်ခြင်းမရှိပေမဲ့အစ်ဆွေးကကာဇာကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးဖို့မှုအားလုံးကိုရပ်တန့်ထားပြီးတော့ စပွဲကြောင့်ပါလက်စတိုင်းတက်တက်မှကိုသန်းလူရေ90ရာခိုင်နှုန်းဟာအိုမက်အိမ်မဲ့ဖြစ်ပြီးငတ်ပေးကြုံနေရတယ်လို့သိရပါတယ်။အင်ပီရိုသတင်းတောင်ကယ်ရိုလင်းလာဗတ်ကမတ်လ9ရက်နေ့ဘဒူးနဲ့မွန်လွဲပိုင်းမှာအမေရိကန်ဟာဟာမတ်စတိုနဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးနေကြောင်းအတည်ပြုပြောကြားခဲ့ပြီးတော့ဒီကိစ္စရက်တွေနဲ့ပတ်သက်လို့အစ္စရေးနဲ့တိုင်ပင်ဆွေးနွေးထားတယ်လို့လည်းပြောကြားခဲ့ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ AI နည်းပညာသုံးဖန်တီးထားတဲ့ထရန့်ရဲ့ဂါဇာကမ်းခြေဖမ်းပြစ်စကန်ရုပ်သံထုတ်လွှင့်မှုအပေါ်ကို ဟာမတ်ရှုတ်ချခဲ့တဲ့တဲ့မှာမြန်မာပြည်နေပြည်တော်ကိုတုံးပြီးတော့ဂါဇာဒေသကိုပင်လယ်ကမ်းခြေအပန်းပြေဟောလ်ဒါတစ်ခုအနေနဲ့သူ့ရဲ့ရွှေရုပ်ထုနဲ့ရိုက်ကူးထားတဲ့ရုပ်သံဖိုင်ကို5.25ရက်နေ့ကထရန့်ကထုတ်လွှင့်ပြသခဲ့တာပါအဲ့လိုရုပ်သံဖိုင်ထုတ်လွှင့်ခဲ့ခြင်းပေါ်ကိုဟာမတ်အဖွဲ့ကရှုတ်ချလိုက်ပြီးဒါဟာပါလက်စတိုင်းဒေသခံတွေရဲ့အခွင့်အရေးနဲ့ယဉ်ကျေးမှုပြန့်ယုတ်တွေကိုလှည့်လည်ရှုတဲ့ဆောင်ရွက်ချက်လို့ဆိုပါတယ်ဟာမတ်အဖွဲ့နိုင်ငံရေးဘယူရိုအဖွဲ့ဝင် Vincent and Anger ထရန့်ရဲ့စစ်ကူးဟာအစ်စရစ်တပ်မတော်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ဂါဇာဒေသခံတွေခံစားနေရတဲ့အခက်အခဲတွေကိုလစ်လျူရှုရာရောက်ကြောင်းပြောကြားခဲ့ပါတယ်။ဂါဇာဒေသကအစ္စရေးတပ်ဖွဲ့တွေစုခွာရေးနဲ့ဂါဇာဒေသမှာလွတ်လပ်တဲ့ပါလက်စတိုင်းနိုင်ငံထူထောင်ရေးတို့ကိုလူလာကြောင်းဂါဇာဒေသမှာထိခိုက်ခံစားမှုတွေရောပိုင်းရေးနဲ့ပြည်내ထူထောင်ရေးတို့အတွက်ဆောင်ရွက်မဲ့ဘယ်လိုအဖွဲ့အစည်းနဲ့မဆိုပူးပေါင်းဆောင်ရွက်တော့မှာဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ်။ဒီနေရာမှာကျွန်တော်တို့သတင်းပြန်လည်မျှဝေတဲ့နေရာမှာအခြေအနေအတိအကျနဲ့သဘောထားအမှန်တွေကိုသိနိုင်ဖို့အတွက်သူတို့တုံးတဲ့မူရင်းတုံးတုံးတွေကိုကျွန်တော်တို့ထည့်သွင်းမျှဝေမှုတွေရှိပါတယ်။ ဒေါက်တာကျမ်းစာတစ်ခုကတော့အစ္စရေးကအမေရိကန်အဆိုပြုချက်အစ်စ်ကိုလက်မခံမခြင်းဂါဇာအတွက်အကူအညီအားလုံးကိုပိတ်ဆို့ထားမယ်ဆိုတဲ့သတင်းပါအပြစ်ခတ်ရစရေးကိုဧပြီလလယ်အထိတည်တန်းတိုးဖို့နဲ့ဟာမတ်စ်တို့ထိန်းသိမ်းထားတဲ့တရားခံတစ်ဝက်ကိုချက်ချင်းလွှတ်ပေးဖို့တိုက်တွန်းချက်တွေပါတဲ့အမေရိကန်အဆိုပြုချက်အစ်စ်ကိုဟာမတ်စ်တို့ကလက်မခံမခြင်းဂါဇာကမ်းမြောင်ကိုပေးဖို့မဲ့အကူအညီအားလုံးကိုပိတ်ဆို့သွားမှာဖြစ်တယ်လို့အစ္စရေးဘက်ကပြောကြားလာခဲ့ပါတယ် ဟာမတ်စတိုဘကတော့မူလအစီအစဉ်အတိုင်းအဖြစ်ခန့်ရစိုင်းနဲ့ဇာကန်လဲလေရေးသဘောတူညီချက်ဒုတိယအဆင့်ကိုကောင်းတဲ့ဖော်ဖို့နဲ့အစ်ရစ်တပ်ဖွဲ့ဝင်တွေဂါဇာကနေအပြီးဆုတ်ခွာမှသာလက်ကျန်ဇာကန်တွေအားလုံးကိုလွှတ်ပေးမှလို့ဆိုနေပါတယ်။အစ်ရစ်ဝန်ကြီးချုပ်ယုံကမတ်လ၂ရက်နေ့မှာဂါဇာကမ်းမြောင်ကိုကုန်ပစ္စည်းနဲ့ထောက်ပံ့ရေးပစ္စည်းအားလုံးဝင်ရောက်မှုလုံးဝရပ်ဆိုင်းထားမှာဖြစ်ပြီးတော့ဟာမတ်စတိုကညှဉ်းဆဲမှုတွေဆက်လုပ်နေရင်နောက်ဆက်တဲ့ကြိုးဆက်တွေကိုရင်ဆိုင်ရမှာဖြစ်တယ်လို့ထုတ်ပြန်လာပါတယ်။ ိုက်ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြီးအကဲတွန်ဖလက်ရှာကအစ္စရေးကသာကမ်းမြောင်ဒေသကိုအကူအညီရပ်ဆိုင်းဖို့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့အထူးစိုးရိမ်ကြောင်းဆိုပါတယ်။ဟားမတ်စ်အဖွဲ့ကတော့ဒါဟာအစ္စရေးကဖြစ်ခဲ့ရစေးပြပြအောင်ကြိုးပမ်းနေကြောင်းဆွဆွဲလိုက်ပြီးတော့အကူအညီပေးဖို့နေတာကိုဖျက်တော့တာဟာဖြစ်ခဲ့ရစေးသဘောတူညီချက်ကိုအစင်တန်းနှိမ့်နဲ့အချက်ကင်လို့ရစစ်ရာဇဝန်မှုနဲ့တိုက်ခိုက်မှုအဖြစ်သုံးနှုန်းပြောဆိုသွားပါတယ်။အမည်မဖော်လို့တဲ့အစ္စရေးဆိုရတောင်းရှိသူတယောက်ကတော့ ဂါဇာဒေသကိုအကူအညီတွေဖြတ်တောက်ဖို့ဆုံးဖြတ်ချက်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရနဲ့ညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ပြောဆိုသွားပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကအစ္စရေးစစ်တပ်ကနောက်ဘက်ကန်ဒေသရဲ့နေရာအချို့မှာ2026ထိတပ်ဆွဲထားမယ်လို့ဆိုတာပါ။အစ္စရေးကဝဲဝန်ကြီးဌာနကအစ္စရေးစစ်တပ်အနေနဲ့ကာလကြာစစ်ဆင်နေတဲ့နောက်ဘက်ကန်ဒေသနေရာအချို့မှာစစ်စင်ရေးတွေအချိန်မြင့်နေပြီးတော့ရှေ့လာမယ့်နှစ်ထဲထိတပ်ဆွဲထားမယ်လို့ February နောက်ဆုံးပတ်ထင်မှာပြောကြားခဲ့ပါတယ်။ ဂါဇာဒေသမှာအပြစ်ခံရစိစတင်လိုက်ပြီး၂ရက်အကြာဇန်နဝါရီ27ကစလို့အစ္စရေးကသိမ်းပိုက်ခံနောက်ဖက်ကမ်းဒေသမှာဒါမကအနီးနားဒေသတွေကိုပါတိုးချက်ထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။အစ္စရေးကဒီစစ်ဆင်ရေးဟာစစ်သွေးကြွတွေကိုနှိမ်နှင်းမှုရည်ရွယ်ထားတာဖြစ်ကြောင်းပြောကြားခဲ့ပေမဲ့ပါလက်စတိုင်းတို့ကတော့ပါလက်စတိုင်း၃တန်းလောက်ရှိတဲ့နယ်မြေမှာအစ္စရေးကအခိုင်အမာထိန်းချုပ်ခြင်းလို့လုပ်တာလို့ပဲမြင်ကြပါတယ်။အစ္စရေးကဝဲဝင်ကြီးအစ္စရေးကတ်စ်ကပါလက်စတိုင်း၄တန်းလောက်ထွက်ပြေးသွားတဲ့နောက်ဖက်ကမ်းဒေသကဒုက္ခသည်စခန်းတွေမှာ စစ်တပ်ကဆက်လက်တပ်ဆွဲထားနိုင်အောင် ပြင်ဆင်ထားဖို့ညွှန်ကြားထားတယ်လို့ဆိုပါတယ်လူမနေတော့တဲ့ဒုက္ခသည်စခန်းတွေမှာဒေသခံတွေပြန်လာတာဒါမှမဟုတ်အကြမ်းဖက်ဝါဒခေါင်းပြန်ထောင်လာတာမျိုးမဖြစ်အောင်တားဆီးဖို့ရှင်းနေတဲ့အထိတပ်တွေဆက်လက်နေရယူနိုင်အောင်ညွှန်ကြားထားတယ်ဆိုပြီးအစရိကာဝေးဝန်ကြီးကပြောသွားခဲ့ပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကဂါဇာအီဂျစ်နယ်စပ်မှာရှိတဲ့ဖီလာဒယ်ဖီဇုံကနေတက်ဆုံမှာမဟုတ်ဘူးလို့ပြောကြားခဲ့တဲ့သတင်းမှာ ဖေဖော်ဝါရီ29ရက်မှာအစ္စရေးရရှိသူကလက်နက်မောင်းခိုးကူးမှုတွေကိုတားဆီးဖို့အတွက်ဂါဇာအီဂျစ်နယ်စပ်မှာရှိနေတဲ့ဖီလာဒယ်ဖီဇုံကနေတက်ဆုံမှာမဟုတ်ဘူးလို့ပြောခဲ့ကြောင်း Time of History သတင်းစာမှာဖော်ပြထားပါတယ်။တကယ်ကဇန်နဝါရီ16ရက်ကစတင်ခဲ့တဲ့အစ္စရေးဟာမတ်စ်အဖြစ်ကရစေးကြီးပထမအဆင့်သဘောတူညီချက်အရဆိုရင် March 10ရက်နေ့မှာဖီလာဒယ်ဖီဇုံကအစ္စရေးတပ်တွေစတင်ဆုတ်ခွာပေးရမှာဖြစ်ပြီး၈ရက်အတွင်းပြည်သက်ဆုတ်ခွာပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။ မတ်လတရနေ့ရသဘောတူညီချက်ပထမဆင်အတွက်နောက်ဆုံးအဆင်ဖြစ်ပြီးတော့ဒုတိယဆင်အတွက်ညှိနှိုင်းမှုတွေကိုတော့မဆက်ရသေးပါဘူးဒုတိယဆင်မှာဂျန်ဒဇာကနေလွတ်လာရေးအပါဝင်ဂါဇာစစ်ပွဲရပ်သွားတဲ့အထိကြီးရွယ်ထားပြီးတော့ဂါဇာကအစ္စရေးတပ်တွေအလုံးစုံထွက်ခွာသွားဖို့လည်းပါဝင်ပါတယ်အစ္စရေးဘက်ကတော့ဒဇာကန်အားလုံးအိမ်ပြန်မြောက်မခြင်းဂါဇာကမ်းမြောင်မှာတက်ဆုပ်လိမ့်မှာမဟုတ်ဘူးလို့ဇန်နဝါရီတည်းကပြပြသားသားပြောကြားထားခဲ့တယ်လို့သိရပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကတော့ ။အစ်ဆွေလက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲတွေကရင်မဲချက်မပြီးသေးကြောင်းပြောကြားခဲ့ပြီးနောက်ဖက်ကမ်းမှာထိုးစစ်တွေတိုးချဲ့နေတဲ့အခြေအနေပါ။ပါလက်စတိုင်းဖွဲ့ဟာမတ်ကိုချိန်မုံမှုအစ်ဆွေရဲ့ရင်မဲချက်ဟာမပြီးမြောက်သေးဘူးလို့ဗိုလ်ထူးနေကကျန်းသစ္စာချိန်ဆိုခြင်းချိန်ဆိုစဉ်မှာအစ်ဆွေလက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲတွေအိုင်ရက်ဇမီယာကပြောကြားခဲ့ပါတယ်။သိမ့်ပိုက်ခံထားရတဲ့နောက်ဖက်ကမ်းမှာရတရပတ်ချထိုးစစ်တွေတိုးချဲ့ခဲ့တယ်လို့အစ်ဆွေစစ်တပ်က အင်္ဂါနေ့ကကြေညာခဲ့ပြီးတပ်ဖွဲ့ဝင်3ဦးသေဆုံးကြောင်းပါလက်စတိုင်းအရာရှိတွေကပြောကြားခဲ့ပြီးမှနှူးဦးသာသေဆုံးတယ်လို့ပြောကြားပါတယ်။53မြောက်နေ့မှာအစ္စရေးတပ်ဖွဲ့တွေကရှမရီမြောက်ပိုင်းမှာရှိနေတဲ့အကျန်းဖက်မှုနှိမ်နင်းရေးစစ်ဆင်ရေးကိုဂျီနင်းရဲ့နောက်ထပ်နယ်မြေတွေစီကိုတိုးချဲ့ခဲ့တယ်လို့အစ္စရေးစစ်တပ်ဖက်ကပြောပါတယ်။ဂျီနင်းမှာညဘက်ဝင်ရောက်စီးနှင်းမှုပြုလုပ်ခဲ့ပြီးတော့ဒေတာတွင်ဟာမတ်စ်ခေါင်းဆောင်တူဦးနဲ့ပါလက်စတိုင်းစစ်သွေးကြတူဦးတို့ တိုက်ခိုက်မှုတွင်သေဆုံးသွားခဲ့တယ်လို့သူတို့ဘက်က ထုတ်ပြန်ပါတယ်။ဂျီနင်းအုပ်ချုပ်ရေးမှူးကမယ်အဘူအယ်ရပ်ကတော့မြို့တော်အခြေဘက်ရက်ကွက်မှာစီးနင်းတိုက်ခိုက်မှုအတွင်းပါလက်စတိုင်းနှစ်ဦးသေဆုံးခဲ့တယ်လို့ AFP ကိုပြောပါတယ်။သူရဲ့ပြောဆိုမှုမှာနိုင်ငံသားနှစ်ဦးသေဆုံးပြီးတော့လူငယ်အများပြားအဖမ်းခံရတယ်လို့ဆိုပါတယ်။ Israel စစ်တပ်ဘက်ကတော့ပါလက်စတိုင်းတန်တရားရှိသူ၃ဦးကိုတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တယ်လို့ပြောကြပါတယ်။ ပါလက်စတိုင်းကျမ်းမာရေးဝန်ကြီးဌာနကတေဆုံးသူတွေထဲမှာတဦးဟာအက်ဆာဆာဒီဖြစ်ပြီးတော့အစ်ဆွေးစစ်တပ်ရဲ့ထုတ်ပြန်ချက်မှာဟာမတ်စ်ခေါင်းဆောင်အဖြစ်နဲ့ဖော်ပြထားတာဖြစ်ပါတယ်။တနက်နေ့ပြစ်ခတ်ခံပြီးတဲ့နောက်အသက်22နှစ်အရွယ်မျိုးသားရဲ့ရုပ်လောင်းကိုတပ်ဖွဲ့ဝင်တွေကတေဆောင်သွားခဲ့တယ်လို့ကျမ်းမာရေးဝန်ကြီးဌာနကပြောပါတယ်။ jihad learning လို့အမည်ရတဲ့အမျိုးသားတူကအင်္ဂါနေ့အစောပိုင်းကဆေးရုံကိုရောက်ရှိလာချိန်မှာတေဆုံသွားတယ်ဆိုပြီးတော့ဂျင်းနင်းအစိုးရဆေးရုံရဲ့အကြီးအကဲ ဝီဆန်ဘာကာက AFP ကိုပြောကြားခဲ့တယ်လို့သိရပါတယ်။စီးနင်းတိုက်ခိုက်မှုကဂျီနင်းရဲ့အရှိတ်မှာပျက်စီးဆုံးရှုံးမှုကြီးကြီးမားမားဖြစ်ပေါ်စေခဲ့တယ်လို့အုပ်ချုပ်ရေးမှူးအဘူအလာ်ကပြောကြားခဲ့ပါတယ်။ပါလက်စတိုင်းပါလက်စတိုင်းဟာမတ်တို့ရဲ့ခံတပ်ဖြင့်သတ်မှတ်ခံထားရတဲ့ဒုက္ခသည်စခန်းနေအနီးမှာဇန်နဝါရီ22ရက်ကအစ္စရေးထိုးစစ်ကိုစတင်ခဲ့ပြီးနောက်ပိုင်းအေရီးယားပုံမှုကျေပြန့်လာပြီးတော့ထောင်ထဲချီတဲ့သူတွေအိုးအိမ်ဆုံးခွာထွက်ပြေးခဲ့ရပြီး အနည်း20တွင် astrating ကားတွေနယ်မြေအတွင်းကိုပထမဆုံးဖြန့်ကျက်မှုဖြင့်မြင်တွေ့ခဲ့ရတာလို့ဆိုပါတယ်။အင်္ဂါနေ့မွန်လွဲပိုင်းမှာတော့ AFP သတင်းတောက်တူက astrate တပ်ဖွဲ့ဝင်တွေနဲ့တန်းချက်ကတပ်သားတွေဟာဂျီနီရဲ့အရှိတ်ရက်ကွက်ထဲမှာရှိနေသေးဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ astrate တွေကသူတို့ရဲ့အိမ်နေနဲ့အဆောက်အဦတွေကိုသိမ်းပိုက်ပြီးစစ်တမ်းရတွေဖြစ်ပြောင်းလဲအသုံးပြုခဲ့တဲ့အတွက်ပါလက်စတိုင်းမိသားစု90ကျော်ကနေအိမ်တွေကိုစွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ Abu Al-Rab ကပြောကြားခဲ့ကြောင်းတွေ့ရပါတယ်။ ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့သတင်းများမျှဝေခြင်းကတော့ဒီများပဲဖြစ်ပါတယ်ဗျအခုလိုနားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်